င်္ဂလာပါခင်ဗျရှင်ကိုခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အကြံဖတ်မင်းအောင်လာသူလောက်ခန့်ရေတက်ဦးစီးချုပ်ဟောင်းတင်အောင်ဆန်းဆိုသူကိုအမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်အဖြစ်ခန့်အပ်လိုက်ပြီးအရင်ဘိုးချုပ်ကြီးမိုးအောင်နေရာကိုအစားထိုးလိုက်ပြန်ပါတယ် အာဂါတော် AA ကအောက်လန်တွေနဲ့တိုက်ခိုက်နေတယ်ဆိုပြီးအကြံဖတ်စစ်ကောင်စီတပ်ကသူတို့ရဲ့လက်နက်ခဲယမ်းတွေမှာဖျားစာတွေကတ်တာထမိန်စတွေခြိတာမျိုးတွေကိုလုဆောင်ခိုင်းထားတယ်လို့ AA တပ်ဖွဲ့တွေစီမှာအလင်းဝင်ရောက်လာတဲ့စစ်မှန်တပ်သားတင်နေတူရမျိုးကပြောထားတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပြပါမယ်အခုပြန်ဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အကြံဖတ်မင်းအွန်လိုင်းကတူလာအောင်ခန်ရေးတဲ့ဦးစီးချုပ်ဟောင်းတင်အောင်ဆန်းဆိုသူကိုအမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်အဖြစ်ခန့်အပ်လိုက်ပြီး အရင်ဘူဂျုံကြီးမိုးအောင်နေရာကိုအစားထိုးလိုက်ပြန်ပါလေဒါကတော့ယမနီကစကောက်စီထုတ်ပြန်ထားတဲ့ကြေညာချက်မှာရေတက်ဦးစီးချုပ်ဟောင်းတင့်အောင်ဆန်းဆိုသူကိုအမျိုးသားလူညိုရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်အဖြစ်ဗတ်ပေါင်းဆောင်ကနေလိလသုံးသက်အကြံပြုနိုင်အောင်ခန့်အပ်လိုက်တာဖြစ်တယ်လို့ဆိုထားပါလေအဲ့ဒီတင်အောင်ဆန်းဆိုသူဟာမင်းအွန်လိုင်းကအစ်စ်ပြန်လဲဖွဲ့စည်းထားတဲ့သူတို့ရဲ့အစိုးရအစ်စ်မှာနိုင်ငံတော်သမ္မတရုပ်ဝင်ကြီးဌာနတစ်ဝင်ကြီးအဖြစ်ပါဝင်ခဲ့ရကနေအခုတခါ အမျိုးသားလူမျိုးရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်အဖြစ်ပါပူးတွဲတာဝန်ထမ်းဆောင်မှုခန့်အပ်လိုက်ပြန်တာဖြစ်ပါလေအခုလိုအကြံဖတ်မင်းအွန်လိုင်းကိုတိုင်းတူလောက်ခံဘူချုပ်တွေကိုခန့်ကျင်တယ်လို့ခန့်နေတဲ့အထက်အခုအမျိုးသားလူမျိုးရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်နေရာဟာအရင်ကရေတပ်ဦးစီးချုပ်ဘူချုပ်ကြီးမိုးအောင်ကိုခန့်ထားတာဖြစ်ပြီးလက်ရှိဘူချုပ်ကြီးမိုးအောင်ကိုမင်းအွန်လိုင်းကယာဒုကနေဖြုတ်လိုက်ပြီးတဲ့နောက်အဲ့ဒီနေရာကိုသူစိတ်ကြိုက်ဖြစ်တဲ့ရေတပ်ဦးစီးချုပ်ဟောင်းတက်အောင်ဆန်းဆိုသူကိုထပ်မံခန့်လိုက်ပြန်တာပဲဖြစ်ပါလိမ့်ခင်ဗျ ဖက်မှာတော့အကြက်ဖက်မင်းအွန်လိုင်းရဲ့ဆက်အနာသိမ်းမှုမှာယာယီသမရအဖြစ်ပါဝင်ဆောင်ရွက်ခဲ့သူမြင့်ဆွေတော့တေသွားပြီလို့ news of myanmar telegram channel အပါဝင်စစ်တပ်ရဲ့ telegram channel တွေကနေတပြိုင်တည်းသတင်းထုတ်ပြန်လာပြီးတဲ့နောက်စစ်တပ်ပြောခွင့်ရဇွန်မင်းထွန်းကမြင့်ဆွေမသေးသေးဘူးလို့ညင်းချက်ထုတ်လိုက်ပြန်ပါတယ်ဒါကတော့အကြက်ဖက်မင်းအွန်လိုင်းရဲ့ဆက်အနာသိမ်းမှုမှာယာယီသမရအဖြစ်ပါဝင်ဆောင်ရွက်ခဲ့သူမြင့်ဆွေဆိုသူဟာဒီကနေ့ဩဂုတ်လ6ရက်နေ့မနက်3:00အချိန်မှာပဲ ရန်ကုန်မြို့ကအမှတ်နှစ်စစ်ဆေးရုံကြီးကဒင်းတထောင်မှာတည်သွားပြီဖြစ်တယ်လို့ News of Myanmar Telegram Channel အပါအဝင်စစ်တပ်ရဲ့ Telegram Channel တွေကနေဒီကနေ့မွန်လွဲပိုင်းမှာပဲတပြိုင်တည်းသတင်းထုတ်ပြန်လာကြပါလိမ့်။ဒါပေမဲ့စစ်ကောင်စီရဲ့ပြောခွင့်ရအကြံဖတ်ဇွန်မင်းထွန်းကတော့မြင့်ဆွေဟာမတည်သေးဘူးလို့ညင်းချက်ထုတ်လာပြီးဈေးကူတာမှုခံယူနေဆဲဖြစ်တယ်လို့သာညင်းဆိုထားပြန်ပါလိမ့်။အဲ့ဒီမြင့်ဆွေဆိုသူဟာအာနာရှင်ဟောင်းတန်ရွှေရဲ့လူယုံတအုပ်ဖြစ်တယ်လို့သူနေထိုင်မကောင်းဖြစ်စဉ်ကတည်းက ူ့ရဲ့ယာယီသမ္မတယာတုကိုအချက်ဖက်မင်းအွန်လိုင်းကယူထားတာဖြစ်ပြီး2022ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မှာမင်းအွန်လိုင်းအာနာသိမ့်ပြီးတဲ့နောက်သမ္မတဦးဝင်းမြင့်နေရာမှာအဲ့ဒီမြင့်ဆွေဆိုသူကမင်းအွန်လိုင်းရဲ့ရုပ်သိမ်းရုပ်ယာယီသမ္မတအဖြစ်ပူပေါင်းခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျာတစ်ဖက်မှာတော့ အရပါတော့အီအီကအောက်လန်းတွေနဲ့တိုက်ခိုက်နေတယ်ဆိုပြီးအကြက်ဖက်စစ်ကောင်စီတပ်ကသူတို့ရဲ့လက်နက်ခဲယမ်းတွေမှာဗျာစာတွေကတ်တာထမိန်စတွေချီတာမျိုးတွေကိုလှုပ်ဆောင်ခိုင်းထားတယ်လို့အီအီတပ်ဖွဲ့တွေစီမှာအလင်းဝင်ရောက်လာတယ်စစ်မှုထမ်းတပ်သားတဲ့နေသူရာမျိုးကပြောထားပါတယ်အဲ့ဒီစစ်မှုထမ်းတပ်သားတဲ့နေသူရာမျိုးဆိုသူဟာအကြက်ဖက်စစ်ကောင်စီရဲ့တပ်မကူကူကစစ်မှုထမ်းအပတ်စဉ်တစ်ဆယ်တင်ဒန်းစင်တအုပ်ဖြစ်ပြီး ဇော်လန်လာနှောင်းပိုင်းမှာတယ်မကွေးတိုင်းငပဲမြို့နယ်နေရီကန်လီချောင်းရံကာကွယ်ရေးစစ်တပ်စခန်းကနေထွက်ပြေးလာပြီးတော့အရခတတော်အေအေတပ်ဖွဲ့တွေစီမှာအလင်းဝင်ရောက်လာတာဖြစ်တယ်လို့ဆိုပါတယ်အဲ့ဒီမှာအလင်းဝင်လာတဲ့စစ်မှုတပ်သားတဲ့နေသူရာမြို့စုသူပြောဆိုချက်အရစစ်ကောင်စီတပ်ဟာတူလက်အောက်ခံတပ်သားတွေကို အာကတတော်အေကအသားစိမ်း၅စိမ်းတွေစားပြီးအောင်လမ်းတွေနဲ့တိုက်ခိုက်နေတယ်ဆိုတာမျိုးတွေပြောပြီးတော့စစ်တပ်စခန်းမှာရှိတဲ့လက်နက်ခဲယမ်းတွေမှာဖယားစားတွေကတ်တာအပြင်ထမိန်စချီတာတွေပါလှုပ်ဆောင်ခိုင်းထားတယ်လို့အလင်းဝင်လာတဲ့စစ်မှုထမ်းတပ်သားတဲ့နေသူရာမျိုးစုသူကအခုလို့ပြောထားပါတယ်ကျွန်တော်တို့အထက်ရရှိပြောတာတော့အေကနေပေါ့အောက်လမ်းနီးနဲ့တိုက်တိုက်ခိုက်တာလို့ပြောရကြကျွန်တော်ဘက်ကကြာသွားတဲ့ရဲပေါ်ဆိုလို့ရှိရင်အေဘက်ကနေပေါ့အသားစိမ်း၅စိမ်းကြီးကျွေးပြောင်းမှကျွန်တော်တို့ပြန်တိုက်ခိုက်တာလို့ပြောရတယ်ဗျ။ အဲအကြောင်းကျွန်တော်တို့ကင်နေတဲ့လက်ပြဘုံတွေဘုံသီးတွေမှာဖရဲသာပုံမှန်ကက်လေးရှိတယ်ဗျ။နောက်ပြီးလို့ရှိရင်ကျွန်တော်တို့ပြည့်တဲ့တနက်တွေမှာထမိန်စားခြေရတယ်။အာလက်နဲ့လက်နဲ့ကြီးမှာလည်းထမိန်စားခြေပြီးတော့ပြည့်လေးရှိတယ်ဗျ။လက်ရှိမှာလည်းအချက်ဖက်စကောင်စီစခန်းတွေကနေအလင်းဝင်မဲ့စစ်သားတွေအမြောက်အများရှိနေတဲ့အတွက်စကောင်စီတပ်ကအရာရှိတွေဟာသူတို့လက်အောက်ခံတပ်သားတွေကိုအရခတတော်အေအေကတပ်ဖြတ်လိမ့်မယ်ဆိုပြီးတော့ပါတပ်တွင်းထဲမှာဝါရဖြန့်ထားသေးတယ်လို့ဆိုပါတယ်။ဒါပေမဲ့ လက်တွေ့အလေးဝင်လာတဲ့အခါမှာတော့အာရခတတော် EE ပေါ်စစ်ကောင်စီတပ်ကဝါဒပြတ်မှုတွေဟာလုံးဝမှားယွင်းနေတာကိုတွေ့ရတဲ့အတွက်စစ်တပ်အတွင်းမှာရှိနေတဲ့သူတွေအနေနဲ့အချိန်မီအလင်းဝင်ကြဖို့ဆက်သွယ်သင့်တယ်လို့လည်းအလင်းဝင်လာတဲ့စစ်မှုထမ်းတပ်သားတွေနေသူရာမျိုးစုသူကပြောထားပါသေးတယ်ခင်ဗျတဖက်မှာတော့ရန်ကုန်မန္တလေးအမြန်လမ်းကမိုင်းတိုင်288အနီးမှာရှိတဲ့တလင်းကုန်းတပ်သားစစ်တပ်ကိစ္စကံကိုတော်လန်ရေးတပ်တွေကဝန်းရောက်တိုက်ခိုက်မှုအတွေ့ စေကောင်းစီဘက်ကရဲနှအူကတော့အတိအသေးသိကုန်ကြပြီလို့မြင်းညံခိုင်ပီတီအမှတ်ရှိတရင်တော်ဝင်ငယ်ကိုလင်းလက်ကရန်ကုန်ခေတ္တကိုပြောပါတယ်ဒါကတော့အောက်လာ9နှစ်ဖြစ်တဲ့မနေ့ကမနေ့အစောပိုင်းမှာပဲရန်ကုန်မန္တလေးအမြင်လက်မပေါ်ကမိုင်တိုင်း288အနီးမှာရှိတဲ့တလင်းကုန်းဒတာစစ်တကိတ်စခန်းကစစ်စေးရေးလုပ်နေတဲ့ရဲတပ်ဖွဲ့ဝင်တွေကိုဒေါ်လန်ဤတပ်တွေကဝင်ရောက်တိုက်ခတ်ခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခတ်မှုအတွေ့ကိတ်စခန်းမှာရှိတဲ့ရဲတွေတဲကတအူးကတော့နေရာမှာတင်ပွဲချင်းပြီးကိုတည်သွားတယ်လို့ နောက်ထပ်ရဲတအူးကစင်းရုံအရောက်မှာထပ်သေးသွားတဲ့အကြောင်းကိုသိထားရတယ်လို့မြင်းညာခရိုင် PDF အမှတ်ရှိတရင်တာဝန်ခံကိုလင့်လက်ကပြောထားပါတယ်ခင်ဗျတဖက်မှာလေစကိုင်းမြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကိုတော်လိုင်းပူပေါင်းတပ်တွေကတလကြော်ကြပိတ်ဆို့တိုက်ခိုက်နေတယ်လို့ရန်ဝူ PDF တပ်ဖွဲ့ရဲ့တာဝန်ရှိသူတအူးကရန်ကုန်ခေတ်ကိုပြောပါတယ်ဒါကတော့ဇွန်လအကုန်ပိုင်းကနေစပြီးစကိုင်းမြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့တပ်မ336တပ်စစ်ကြောင်းတွေကို ဒေါ်လန်ဟီပူပေါင်းတပ်တွေကတလကျော်ကြာတဲ့အထိပိတ်ဆို့တိုက်ခိုက်နေရဆိုပါတယ်အဲ့ဒီမှာစစ်ကောင်စီတပ်စစ်ကြောင်းတွေဟာလမ်းမှာတွေ့တဲ့ခြေရွာတွေကိုဝင်ရောက်တားတွေလုပ်နေတဲ့အတွက်ဒေသခံပြည်သူတွေကတော့တိမ်းရှောင်မှုတွေလည်းရှိနေတယ်လို့နှစ်ဖက်တိုက်ပွဲတွေကတော့စစ်ကောင်စီတပ်စစ်ကြောင်းတွားရန်လက်နက်ရှောင်ဖြစ်ပွားနေတယ်လို့လည်းရန်ဝူးပီဒီအက်တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့မန္တလေးတိုင်းကမတရားနဲ့တောင်သာမြို့နယ်တွေမှာရှိတဲ့ရသပြည်သူတွေနေထိုင်ရာခြေရွာတွေနဲ့စတင်ကြောင်းတွေကို အကြံဖက်စကောင်းစီတက်ကလေချောင်းကနေဘုံကျဲတက်ခတ်တွားပြန်တယ်လို့ Voice of Mandalay ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ္တကိုပြောပါတယ်။ဒါကတော့ဒီကနေ့ဩဂလ6ရက်နေ့မနက်အစောပိုင်းလူတွေအိတ်နေတဲ့အချိန်မှာပဲအကြံဖက်စကောင်းစီတက်ကရသပြည်တွင်နေထိုင်ရမတရားမြို့နယ်အရှိမြောက်ချမ်းကကျေးရွာတွေနဲ့တောင်သာမြို့နယ်အနောက်တောင်ချမ်းကကျေးရွာတွေကိုလေချောင်းကနေဘုံကျဲတက်ခတ်မှုတွေလှုပ်တွားပြန်တယ်ဆိုပါတယ်။အဲ့ဒီလိုစကောက်စီတက်ရဲ့လေးချောင်းတက်ခိုက်မှုကြောင့်အသက်35နှစ်အရွယ်အမျိုးသမီးတူပြင်းထန်တမ်းရရထားတယ်လို့လက်တလောတိထားရတဲ့အပြင် ကျေးရွာစာတင်ကြောင့်တချို့လည်းပျက်စီးထားတယ်လို့ Voice of Mandalay ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျတဖက်မှာတော့ကင်းပြည်နယ်တန်တောင်ကြီးမြို့နယ်မှာမိုးတီထန်စွာရွာသွန်းပြီးတောင်ကျချောင်းရီတွင်နဲ့မြေပြိုမှုတွေကြောင့်ကလင်းငယ်ရီပါဝင်တည်ဆုံးသူ၈ဦးအထိရှိထားတဲ့အပြင်တောက်ဆုံးနေတဲ့သူတွေလည်းရှိနေတယ်လို့ဒေသခံပြည်သူတွေနဲ့တန်တောင်ကြီးအခြေစိုက် Pride အဖွဲ့ဝင်တို့ကရန်ကုန်ခေတ္တကိုပြောပါတယ်ဒါကတော့ဩဂလ၃ရက်နေ့ကစပြီးကင်းပြည်နယ်တန်တောင်ကြီးမြို့နယ်မှာမိုးတီထန်စွာရွာသွန်းပြီးတဲ့နောက် ဩဂလ၄ရက်နေ့နဲ့၅ရက်နေ့တွေမှာတန်တောင်ကြီးမြို့နယ်အနီးဝတ်တွေအတွင်းတောင်ကျရေတွေနဲ့မြေပြိုမှုတွေဖြစ်ပွားခဲ့တယ်ဆိုပါတယ်။အဲဒီလိုမြေပြိုမှုအတွင်းကလင်းငယ်တချို့အပါဝင်တည်ဆုံးသူ၈ဦးထိရှိထားတဲ့အပြင်ပျောက်ဆုံးနေတဲ့သူတွေလည်းရှိထားပြီးလူနေအိမ်အများပြားလည်းပျက်စီးထားသလိုအဲဒီတန်တောင်ကြီးမြို့နယ်မှာစစ်တပ်ကလုံခြုံရေးတွေတင်းကျပ်ထားတဲ့အတွက်ကုညီကဲဆဲရေးတွေလည်းအလွတ်တကူဝင်ထွက်သွားလာဖို့အခက်အခဲရှိနေတယ်လို့တန်တောင်ကြီးအခြေစိုက်ပရိုက်တာအဖွဲ့ဝင်တဦးကပြောထားပါတယ်ခင်ဗျာ။ के डाका रौ कितिक गा नी नौसों याशी थाले तरीन को टिन स बा चीसु पि गे मारे चनो नागे बा